မင်္ဂလာပါရှင်ခတိတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနေရီကံကိုပို့သည်များစစ်ကူများတင်ဆုံတဲ့ထွက်ပြေးများနေတွင်တောင်ခမ်းမြန်ပုံမှုချုပ်ကိုတိုင်းစီယုံရင်စင်ကစစ်ကူဆက်လက်ပို့နေစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စစ်ကောင်မရှင်တပ်များပိတ်မိနေသည့်မကွေးတိုင်းဗဒန်းတပ်နယ်ရှိနေရီကံပြူအားကုန်းကိုပို့သည်များစစ်ကူအင်အားပြုံးတည်ပြီးထွက်ပြေးမှုများနေတွင်စီယုံရင်စင်ရသည့်အခြေအနေရောက်ရှိနေကြောင်းသိရှိရပါတယ် နာချုံမြို့နယ်တောင်ခမ်းအမြောက်တပ်များတိုက်ပွဲမှာမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်ဗိုလ်မှူးချုပ်နန်နိုင်ဦးကိုတိုင်းအမြောက်စကန်ကုတ်ကဲမှုဌာနချုပ်မဆာခ905ကိုလာရောက်၍နိုင်ရိတ်ကန်သူပုံမြင့်စစ်ကူများကိုထွန်မပြေးကြရန်စီယုံရင်စစ်နေရာကြောင်းဒေသတင်းရင်းမြစ်ထံမှသိရှိရပါသည်။ နရိတ်ကံအနီးကျေးရွာများနဲ့နရိတ်ကံတို့တက်သည့်လမ်းကြောင်းနှစ်ခုလုံးမှာအရခတ်တက်တော်အေးအေးနဲ့စစ်ကော်မရှင်တို့တိုက်ပွဲများနဲ့စင်ဒီပွားဖြစ်ပွားလျက်ရှိပြီးပီကတိနိုဝင်မာလာ22ရက်နေ့ကမဆာခ905တွင်မှနေ၍အင်အားပြည့်ဖြင့်အရက်သုံးကား၅စီးသည့်ဈေးမြို့မှာတက်စင်နရိတ်ကံဘတ်တို့လမ်းဟောင်းအတိုင်းတက်သွားကြောင်းသိရှိရပါသည် စစ်ကောင်မရှင်သက်သည်နိုဝင်ဘာလ23ရက်နေ့နနက်7:00နာရီခန့်ချိန်မှစ၍အမျိုးစစ်စင်ရေးကွက်ကဲမှုဌာနချုပ်မဆာခန့်905မှနေ၍လက်နက်ကြီးများဖြင့်စစ်တိုက်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးယင်းနေ့မှမဆာခန့်905အတွင်းကိုအရက်သုံးက3စင်းအင်အားပြည့်ဝင်ရောက်အင်အားအပြည့်ဝင်ရောက်တပ်ဖြစ်ထားကြောင်းဒေသခံများထံမှသိရှိရပါသည်ပတိမုံရွာလမ်းပေါ်ကံတုံလမ်းဆုံးစူပနာချင်းရွာအနီးမှာအင်အား၄၀ခန့်ပြည့်လှုပ်ရှားနေသည့်စစ်ကောင်ပြင်သက်ဆက်လက်ချေပြူလျက်ရှိပါသည်။ စစ်ကောင်မစင်ကနေရီကံပြွန်အကုန်မှာပိတ်မိနေသူများထံရိတ်ခါနေခံရပို့ရန်အတွက်မြေပြင်စစ်ကြောင်းအပြင်လေကြောင်းမှအုံပြုခဲ့ပေမဲ့ထိရောက်မှုမရှိကြောင်းသိရပါတယ်။အလားတူပစိချင်းရွာနဲ့ကိုကြီးချင်းရွာအနီးတို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်မစင်ဘုတ်သများစစ်ကူများမှကိုကြီးစခန်းကိုမကျော်နိုင်မင်းဂျားပြတ်တိုက်ခိုက်ခံနေရကြောင်းသတင်းရင်းမြစ်များထံမှသိရှိရပါတယ်။ဆလပင်ခေဦးမှစစ်တပ်ဘက်မှအင်အား80ဝန်းကျင်တည်ဆောင်းခဲ့သည့်တိုက်ပွဲဗီဒီယိုထုတ်ပြန်စွာသတင်းကိုတင်ဆက်ပေးမှဖြစ်ပါသည် စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေသည့်အကြမ်းမတ်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရန်စစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးစစ်သား80ဝန်းကျင်သေဆုံးကလက်နက်29လက်နဲ့ခရမ်းများသင်းစီရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်မှတာဝန်ရှိသူကပြောဆိုပါတယ်နိုဝင်ဘာလ23ရက်နေ့မွန်လယ်စံနိုင်ခံမှာခင်ဦးမြို့နယ်မုံလာကျေးရွာအတွင်နေရအကြာရာကြီးတဆွဲထိုင်ချထားတဲ့အကြမ်းမတ်စစ်တပ်ပြင်းထန်ပြူစာတိရွာသို့အင်အား180ခန့်ဖြင့်ထွက်ခွာလာစဉ်တော်လရင်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ။အလောင်းတွေက60နဲ့80လောက်ကြားတော့ရှိမယ်။လယ်ကွင်းထဲမှာအလောင်းတွေကျန်ခဲ့တာဆိုတော့အဲ့ဒီလောက်ရှိလိမ့်မယ်။အခုဒီလယ်တွေထဲကစင်းရိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်။မရှင်းလင်းရသေးဘူး။တိုက်ပွဲဖြစ်တဲ့နေရာကနေမုံလာရွာတဲ့ကိုပြန်ဆုပ်သွားတော့လက်ရှိအချိန်ထိမုံလာရွာထဲမှာပဲရှိသေးတယ်။လေတောင်းကားတွေစုဆိုင်တုံးတစည်းနဲ့ချက်ဖိုက်နာတစည်းတိုက်ပွဲဖြစ်တဲ့နေရာလာချသွားတယ်လို့ခေဦးမြို့နယ်ပြည်သူ့ကကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ ထိုတိုက်ခိုက်မှုအတွင်းအကြမ်းမတ်စစ်တပ်ဘက်မှစစ်သားများပြားတည်ဆုံကစစ်ကြောင်းတစ်ခုလုံးတပ်ပြတ်သွားပြီးရဝလာများကိုလည်းကာယူခြင်းမရှိပေကစင်ကလေးအဖြစ်မုံလာရွာတဲ့သူဆောက်ခါထွက်ပြေးသွားကြောင်းသိရပါတယ်ထိုတိုက်ပွဲအတွင်းအကြမ်းမတ်စစ်တပ်ထံမှငကြင်မီတလန် MA1 ဆယ်လဲ MA2 3လဲ BA160 မမကွန်မန်ဒိုစေမြောင်းတလဲ MA3 3လဲ MA4 တလဲ G3 4လဲ MA Sniper တလဲ MA15 လဲနဲ့ဆက်ဆက်ကြည့်ခဲရင်အစုံအများပြားသိရမိခဲ့ကြောင်းသိရပါတယ် အကြမ်းတ်စတန်စစ်ကြောင်းကကမ်ဘလူမြို့နယ်မှာနေပြူဟာ330နေခမာယာ100တင်းကမ်ဘလူပြူစာတင်များဖြင့်စုဖွဲ့ထားခြင်းဖြစ်ကြောင်းအစိုးမတိုက်ခတ်မှုကို MNC ဆွေးဝေးခရိုင်အမှန်3တရင်ခင်ဦးမြို့နယ်ပကဖာတိုင်နယ်သေးတိုင်နယ်နေတိုင်နယ်3တိုင်နယ်4တိုင်နယ်5ပကဖာများခင်ဦးမြို့နယ်ပလာဖာပြည်သူ့ကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ကျွန်တော်တို့နယ်မြေရှင်းလင်းရေးကအကုန်မလုပ်ရသေးဘူးစစ်ခွေးတွေကလေရင်နဲ့ပုံလာကျလို့တော်လန်ရဲ့တပ်တွေပြန်ဆုတ်ထားရတယ်နယ်မြေရှင်းလင်းရေးလုပ်ပြီးမှပဲစစ်ခွေးတွေဆုံစင်းရင်ကိုသိရမယ်မြေပြင်မှာစစ်ရေးကဆက်လက်တင်းမာနေတော့မယ်လို့ခြေတန်းစစ်မြေပြင်မှာရရှိနေတဲ့တော်လန်ရဲ့တရင်ရှင်မြစ်ကပြောဆိုပါတယ်ရှင်ဆက်လက်ပြီးနမမစစ်ကြောင်းထိုးလာတဲ့စစ်တပ်တိုက်ခိုက်ခံရစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်မကွေးတိုင်းနမမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်ရန်အထိနာသွားတယ်လို့နမကလုံ PDM မှတာဝန်ရှိသူကိုအောင်ထင်ကပြောပါတယ် ဒီကနေ့နိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီခွဲခန့်ကနမောင်မြို့နယ်ရွာမုံရွာကနေစစ်ကြောင်းထုတ်လာတဲ့အင်အား80ခန်းမှစစ်ကောင်စီတပ်စစ်ကြောင်းကကြောက်တန်းချင်းရွာနဲ့တရချောင်းကန်လာချင်းရွာကမှနေပြည်တော်တရင်ဖြူဟာဆက်ခွန်တရင်903ဖြစ်တဲ့နမောင်ကလုံပီရီယက်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့ထိနိုင်တွေ့ခဲ့တာပါ30လောက်တော့အနည်းဆုံးတင်နိုင်နေတောင်ပေါ်နဲ့တောင်အောင်ပြင်သာဆိုတော့လေနမကလုံ PDF ရဲ့တာဝန်ရှိသူကိုအောင်တင်ကပြောပါတယ် စစ်ကောင်စီဘက်ကထိခိုက်တိုက်စုံမှုကိုကျွန်မတို့ channel အနေနဲ့တရားတည်ပြနိုင်ခြင်းမရှိသေးပါဘူး။တိုက်ပွဲဟာမိနစ်20ခန်းကြာပြီးနောက်နမမျိုးဘက်ကနေစစ်ကူတွေတက်လာတဲ့အတွက်ကြောင့်တော်လရင်ရဲဘော်တွေစုခွာခဲ့ရတယ်လို့သိရပါတယ်။နမမြွနယ်မှာလည်းစစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေပြီးပီကန်ဒီနိုဝင်မာလာ18ရက်ကစက်တောက်တွင်ကျေးရွာကိုလေကြောင်းတိုက်ခိုက်လို့ပြည်သူသုံးဦးတေဆုံးခဲ့ပါတယ်ရှင်။ဆလဘီ မော်ကိုအခြေအနေဆုတ်ထွေးနေတာကြောင့်ပြည်သူအများစုမြို့ကိုထပ်မံစုကစစ်ဆောင်စံတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မကောမြအခြေအနေတွေမှာဆုတ်ထွေးနေပြီးတရေအမျိုးမျိုးထွက်ပေါ်နေတာကြောင့်ပြည်သူအများစုဟာစိုးရိမ်ထိန်လန့်ပြီးမြို့ကိုထပ်မံဆုတ်ခွာတင်းဆောင်မှုတွေပြည်လုံးနေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့မှာတရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့တီယန်လန်လင်နဲ့စစ်ကောင်စီတို့ကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မိုးကုံမိုမိတ်တို့မှတီယန်လန်လင်အနေနဲ့ဆုတ်ခွာမယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။တီယန်လန်လင်ရဲ့အဆိုပါထုတ်ပြန်ချက်ထုတ်ပြန်ပြီးတဲ့နောက်မိုးကုံမိုမိတ်တဝိုင်းမှာစစ်ရဲလုံဆောင်မှုတွေဆောင်ရွက်နေတဲ့ MDYPDM မိုးကုံပြူဟာထွိုင်းပြူဟာမြင်းချံဘလက်တိုက်ကနေအခြားတော်လည်းရဲ့အင်အားစုတွေဘက်ကမိုးကုံမိုမိတ်ကိုကောက်ွယ်မယ်လို့အတီးတီးထုတ်ပြန်တာတွေပြုလုပ်ခဲ့တယ်လို့အဆိုပါဒေသတွေစီတွားရောက်အားဖြည့်တာတွေလည်းပြုလုပ်ခဲ့ပါတယ် ဒါပေမဲ့တီယန်လန်လီအနေနဲ့မော်ကုံမြို့ပေါ်ကိုစစ်ကောင်စီစစ်ကြောင်းတွေကိုသူတို့ကိုယ်တိုင်ခေါ်ဆောင်လာမှဖြစ်ပြီးစစ်တပ်အထိုင်ချသွားပြီးနောက်မှာပြန်လည်ဆုတ်ခွာသွားမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လျက်ရှိပါတယ်။ဒီလိုသတင်းမျိုးစုံထွက်ပေါ်ပြီးအခြေအနေတွေရှုပ်ထွေးနေတာကြောင့်မော်ကုံမြို့ဒေသခံအများစုဟာစိုးရိမ်ထိန်လန့်နေကြပြီးမြို့ကိုထပ်မံဆုတ်ခွာကစစ်ဘေးတင်းဆောင်တာတွေပြုလုပ်နေရတယ်လို့ဒေသခံပြည်သူတအူးကပြောဆိုပါတယ်။ အခုမိုးကုတ်ကပြည်သူတွေကဆောင်းနေကြပြီဗျစစ်ဆေးရာခိုင်နှုန်းလောက်ကိုဆောင်းနေကြပြီနေတိုင်းထွက်နေကြတာမြို့ထဲတော်တော်လေးကိုမရှိတော့ဘူးဗျကြောင်ဝိုင်းဆိုရင်အရင်ကဆိုင်ခဲ့တဲ့အများကြီးနဲ့စီတာအခုဆိုနှစ်တန်းလောက်ပဲကျန်တာမဆောင်းနိုင်တဲ့သူတွေကြတော့လိမ်ကိုယ့်အိမ်မှာပဲအဆင်ပြေအောင်အကာအကွယ်တွေကြိုးလုပ်ထိုင်ရတာပေါ့လို့သူကဆိုပါတယ်အခုလိုစစ်ဆောင်ကြတဲ့ပြည်သူတွေအနေနဲ့အထက်အားဖြင့်ရန်ကုန်မန္တလေးတို့လိုမြို့ကြီးတွေကိုဆောင်းကြသလိုမိုင်းလုံးမပိန်ကြောင်မဲနောင်ချိုဘက်တွေနဲ့လမ်းစာတွေကိုလည်းတင်းဆောင်တာတွေရှိကြတယ်လို့သိရပါတယ် ဒါအပြင်စေဘေးသိမ်းဆောင်တဲ့သူတွေများပြားလွန်လာကြောင်းကားကားနဲ့လမ်းစိတ်တွေလည်းကြီးမြင့်နေပြီးမိုးကုံးမမန္တလေးအထိလူသက်ဦးကုန်ငါးသိန်းခန့်စေပေါင်နေတယ်လို့သူကဆက်ပြောပါတယ်။စိတ်ဆောင်နာကလည်းမန္တလေးရန်ကုန်အထက်ဆောင်နာများတွေပြားတချို့ဝေဝေးမသွားနိုင်တဲ့သူတွေကမိုင်းလုံးတို့မပိန်းတို့ဘက်ကိုလမ်းစာတို့ဘက်ကိုဆောင်ကြတယ်ဗျကာကာကငါသိန်းငါသိန်းခွဲ6သိန်းအစစရှိတယ်ဗျအေဒီဗန်ဆိုရင်ခွေပလူတို့လိုက်ထွက်တို့ဆိုရင်တော့2သိန်းခွဲဗျမန္တလေးအထီလို့ပြောပါတယ် စစ်ကောင်စီထိန်းချုပ်ရာဒေသတွင်စီကိုစစ်ပေးဆောင်ရတဲ့ပြည်သူတွေအနေနဲ့အစင်းတိုင်ရတာကအစားစစ်မှုထမ်းခြင်းနဲ့ပေါ်တာဆွဲခံရတာတွေအတင်းစိုးရိမ်မှုတွေရှိနေသလုံးလွန်မြောက်နေမြေတွင်စီတွားရောက်တင်ဆောင်ရသူတွေကလည်းလေကြောင်းအနေရတွေကိုစိုးရိမ်ပူပန်ရတာတွင်ရှိနေတယ်လို့ဒေသခံတွေဘက်ကပြောဆိုမှုတွေရှိနေပါတယ်ရှင်။